မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမှာရှိတဲ့ရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကြာဆုံးသွားပြီဖြစ်တော့လေမင်းအောင်လိုင်ကတိုင်းမှုအသည့်အဖြစ်နဲ့ဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုခန့်အပ်လိုက်ပြီးတော့ရှမ်းမြောက်အတွက်စစ်အရာရှိကြီးအသည့်များကိုထမှန်ခန့်အပ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချမ်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ဟာတပ်တွင်းလူရေးဝဲများဆက်လက်လှုပ်ဆောင်နေပြီးတော့ရခိုင်လူဟောင်းများနေရာမှာလူသစ်များကိုအစာထုတ်ခန့်အပ်နေတယ်လို့သိရပါတယ်။လက်တလုံးမှာတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ယုံက ဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအသည့်ဖြစ်နေခန့်အပ်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗါးအကြမ်းဖက်စစ်ကောင်စီကဩဂတ်စ3ရက်နေ့မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုဆုံးရှုံးလိုက်ရခြင်းဖြစ်တယ်လို့သိရပါဗါးဒါ့အပြင်စေဦးစီးတက္ကသိုလ်မှာရှိတဲ့ဗိုလ်မှူးကြီးဟိန်းထက်နောင်ကိုအမတ်တက်စစ်စီရေးကိုကဲမှုဌာနချုပ်ကြောင်မဲရဲ့စကားခမှုအဖြစ်နဲ့၎င်းစေဦးစီးတက္ကသိုလ်ကဗိုလ်မှူးကြီးဇော်မင်းထက်ကို တမခတရားတက်တမှုအဖြစ်နဲ့၎င်းစေဦးစီးတက်ကတူကဘုံမူကြီး၄နိုင်ဆိုးကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ဒူတိုင်းမှုအဖြစ်နဲ့၎င်းခန့်အပ်လိုက်တယ်လို့သိရပါတယ်အလားတူပဲဘုံမူကြီးကြော်မျိုးထိုက်ကိုအမတ်၁၆စစ်စင်ရေးကိုကဲမှုဌာနချုပ်ရေးရဲ့စကားဆာမှုအဖြစ်နဲ့၎င်းဘုံမူကြီးကြော်စွာဝင်းကိုမိုင်းပန်အမတ်၁၆စစ်စင်ရေးကိုကဲမှုဌာနချုပ်စကားဆာမှုအဖြစ်နဲ့၎င်းဘုံမူကြီးကြော်ထက်ကိုတောင်ကုန်းအမတ်၅စစ်စင်ရေးကိုကဲမှုဌာနချုပ်စကားခမှုဘုံမူကြီးတန်းဆိုးကို အင်းနိုင်တမ71ချင်းမြန်တမဌာနချုပ်တမမှုအဖြစ်နဲ့၎င်းအသိခန့်အလိုက်ချင်းဖြစ်တယ်လို့သိရပါတယ်တက်တွဲအပြောင်းရွှေ့တွေလောက်တာပေါ့နော်အခုဆိုရင်စစ်တပ်ကတော့အပတ်စဉ်44တောင်မှပဲဘုံမှုချုပ်တွေပေးနေပြီအငယ်တွေနဲ့အကြီးတွေကိုအစားထိုးပြီးတော့မျိုးဆက်တစ်တရက်ကိုအစားထိုးတယ်လို့ထင်တယ် အာနာမသိရင်က DS 44တွေကဒုတိယဘုံမှုကြီးအဆက်တရဲမှုလောက်ပဲရှိသေးတာအခုအာနာသိပြီးတော့တုံးတဲ့အကြာမှာဘုံမှုချုပ်တွေဖြစ်သွားပြီဆိုတော့လုံးဝကိုသူက generation တစ်ဆက်ကိုဟလိုက်တဲ့သဘောပဲလို့ပြောလို့ရတယ်လို့ CDN ဘုံကြီးစင်ရောကပြောကြားထားပါတယ်အချမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကလူဟောင်းများကိုအနာပေးကလူတင်များနဲ့အစားထိုးနေခြင်းဖြစ်ရာလက်ရှိခန့်လိုက်သူများဟာစစ်တောင်ကောင်းကောင်းတိုက်နိုင်တဲ့အနေအထားမရှိဘူးလို့သိရပါတယ် အပတ်စဉ်40ကျော်တဲ့အဖွဲ့များဟာထင်ရလုတဲ့အဖွဲ့များဖြစ်တဲ့အတွက်ပို့ပြီးတော့ပောက်ကရလုံမဲ့အနေထားမျိုးကိုမြင်နေရကြောင်းပြောဆိုထားပါတယ်။အနာပေးခံရတဲ့လူဟောင်းများဟာအလဲပိုင်းတိုင်းဒုတိုင်းမူဗိုလ်မှူးချုပ်အောင်လွဲဟာလုံးဝရာဓုပြုတ်သွားပြီးတော့စစ်ခုံရုံတက်နေရတယ်လို့သိရပါတယ်။အရှိမောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်မှူးချုပ်စိုးလိုင်ရဲ့တရင်ဟာလည်းအစအနပြောင်းနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီနဲ့စစ်တပ်လော်ဘီများကလာရှိုးမြို့မှာတရင်ကိုတအူးစစ်မှုထမ်းရမှာဖြစ်ပြီးတော့စစ်မှုမထမ်းမှာကပိုင်းဆိုင်မှုများကိုတိမ့်မယ်ဆိုတဲ့ MNDA ရဲ့ညင်ညာချက်အတုကိုထုတ်လုပ်ဖြန့်ဝေနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ17ရက်နေ့နေစွဲနဲ့စစ်တပ်နဲ့စစ်ကောင်စီရဲ့လော်ဘီများကဖြန့်ဝေနေတဲ့ MNDA ရဲ့ညင်ညာချက်အတုမှာတရင်ကိုတအူးနှုံး MNDA မှာစစ်မှုထမ်းရမှာဖြစ်ကြောင်းအပတ်၁၆နှစ်ကနေအသက်၅၀အထိအကျုံးဝင်ကြောင်းစစ်မှုမထမ်းရင် MNDA ကပိုင်းဆိုင်မှုများကိုတိမ့်မည်ဖြစ်ကြောင်း အစရှိတဲ့မဟုတ်မမှန်လောက်ကြံထားတဲ့ MNDA ရဲ့ကြေညာချက်အတုကိုစစ်ကောင်စီတက်နဲ့စစ်တပ် lobby များရဲ့ Telegram channel များကနေတဆင့်ဖြတ်ဝေလျက်ရှိတယ်လို့သိရပါဗျ။ MNDA ဘက်ကဒီလိုမျိုးထုတ်ပြန်ထားတာမျိုးမရှိပါဘူး။လာရှုံးမှာတအိမ်ကိုတအုပ်စစ်မှုထမ်းရမယ်ဆိုတာလည်းမဟုတ်ပါဘူး။ စစ်မှုမထမ်းရင်ပြည်စည်းတွေပိုင်ဆိုင်မှုတွေတိမ့်မယ်ဆိုတာလည်းမဟုတ်ပါဘူးအဲ့ဒါကခြေညာချက်အတုသာလျင်ဖြစ်ပါတယ်လို့ MNDA ရဲ့သတင်းအရေးမြစ်ကပြောကြားထားပါတယ်အချမ်းဖတ်စစ်ကောင်စီကလာရှုံမြို့အခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခခကို MNDA ဦးဆောင်တဲ့မဟာမိတ်တပ်များကတိမ့်ပိုက်ပြီးတဲ့နောက်မှာအခုလိုမျိုးတရုတ်ဘာသာစကားများနဲ့ MNDA ရဲ့ခြေညာချက်အတုများသတိပေးချက်အတုများကိုမကြာခဏသိုးသလိုထုတ်ပြန်လေးရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့တိုင်းတိုက်ပွဲအတွင်းကနေပြီးတော့ဖမ်းဆီးရရှိထားတဲ့စစ်တုံးပန်းအကျဉ်းသား383ဦးကို6ချိန်မြောက်အဖြစ်နဲ့ထပ်မံလွှတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ12ရက်နေ့မနက်7:00နာရီခန့်အချိန်မှာလာရှိုးမြို့တိုင်းတိုက်ပွဲအတွင်းမှာဖမ်းဆီးရရှိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များမိသားစုဝင်များ383ဦးကိုထပ်မံလွှတ်ပေးလိုက်ခြင်းဖြစ်ပြီးတော့ဩဂတ်လ6ရက်နေ့ကနေစတင်ပြီးတော့ဒီကနေ့အထိကိုပြန်လွှတ်ပေးတဲ့စစ်သားမိသားစုဝင်စစ်တုံးပန်းဦးရေ2000ကျော်ရှိပြီဖြစ်ကြောင်းသိရှိရပါတယ်။မနေ့ကအထိလွှတ်ပေးတာ9ချိန် ီလောက်ပါဒီနေ့လည်းထပ်ပြီးတော့လွတ်ပေးပါတယ်ဒီနေ့7နှစ်လောက်မှာစပြီးတော့လွတ်ပေးတာ383ဦးကိုလွတ်ပေးပါတယ်အကုန်ပေါင်းရင်တော့2000ကျော်နေပြီဒီလိုလွတ်ပေးတဲ့လုပ်ငန်းမှာ SSPB ကလာရောက်ပူးပေါင်းပြီးတော့ကုညီဆောင်ရွက်ပေးပါတယ်လို့ MNDA ရှေ့တန်းသတင်းရင်းမြစ်ကပြောကြားထားပါတယ်ဩဂတ်စ်လ6ရက်နေ့မှာပထမဆုံးအကြိမ်ဖြစ်နေစစ်တုံးပန်း385ဦးဩဂတ်စ်လ9ရက်နေ့မှာဒုတိယအကြိမ်ဖြစ်နေ445ဦးဩဂတ်စ်လ10ရက်နေ့မှာတတိယအကြိမ်ဖြစ်နေ308ဦး ဩဂတ်စ်လ9ရက်နေ့မှာသရုတ်ထအကြိမ်ဖြစ်နေ338ဦးဩဂတ်စ်လ17ရက်နေ့မှာပြည်စမအကြိမ်ဖြစ်နေ331ဦးတို့ကိုလွှတ်ပေးခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီအတွက်အလုလုပေးနေတဲ့ဒုနှောင်းဦးပြစ်ခတ်ခံရပြီးတော့နှောင်းဦးစလုံးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ10ရက်နေ့ည8နာရီကမ်းမှာပသိမ်ကြီးမြို့နယ်ဗန်ပွေးရွာမှာအကြမ်းဖက်စစ်ကောင်စီအတွက်လမ်းပြလှုပ်ဆောင်ပေးနေတဲ့ပြူစောထီကျော်မင်းကိုပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါဗါတယ်။တေဆုံးသွားတဲ့ကျော်မင်းဆိုသူဟာ၎င်းရဲ့ဆရာဖြစ်သူပြူစောထီငဘုံနဲ့ပူးပေါင်းပြီးတော့အကြမ်းဖက်စစ်တပ်အတွက်သတင်းပေးလှုပ်ဆောင်ခြင်းဒေသခံတောသူတောင်သားများထံကနေပြီးတော့ အာဓမချင်းချောင်းငွေကြေးတောင်းခံခြင်းများကိုအကြိမ်ကြိမ်ပြုလုပ်နေခြင်းကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။အလားတူပဲဇူလိုင်လ28ရက်နေ့မနက်9:00နာရီကျော်ကန်းကလည်းဖျားတိန်တောင်မိဦးကာကြကင်မော်အနီးမှာအကြမ်းဖက်စစ်တပ်ကိုတရင်ပေးလှုပ်ဆောင်နေတဲ့စောကေတီကိုပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့မှာ စစ်ကောင်စီရဲဝန်ထမ်းဟောင်းတအူးအားကုတ်ခန့်မျိုးမစေးဘုံကျဲခံရမှုနဲ့ပတ်သက်ပြီးတော့တန်တရားရှိသူအဖြစ်နဲ့ TNL တပ်ဖွဲ့ဝင်များကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီလူကရဲမလုတော့ဘူးထွက်လိုက်တာကြာပြီလို့တော့ကြားတယ် CDM မလုတာလားဒီတိုင်းပဲထွက်လိုက်တာလားတော့တေချာမသိဘူးအရင်ကကုတ်ခိုင်မှာတာဝန်ကြတာအာနာသိမ့်ပြီးဆန္ဒပြတာတွေပါတယ်ရှိလာပြီးတဲ့နောက်ပိုင်းကလေးကသူ့ကိုမတွေ့ရတော့တာလွန်ခဲ့တဲ့နှစ်လလောက်တုန်းကသူ့ကိုမျိုးထဲမှာပြန်တွေ့တော့အံ့ဩနေတာလို့ဒေသခံတို့ကပြောဆိုထားပါတယ်လွန်ခဲ့တဲ့ဩဂတ်စ်လ9ရက်နေ့မှာကုတ်ခိုင်မြို့မှာဈေးကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ော့တန်တရားရှိသူအဖြစ်နဲ့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရှိထားပါတယ်။ပြီးခဲ့တဲ့ရက်ကကိုက်ခိုင်ဈေးကိုလေရင်နဲ့ဘုံလာကျဲတာဘုံကျတဲ့နေရာအများစုက MNDA တပ်ဖွဲ့ဝင်တွေနေတဲ့နေရာနဲ့ အနီးဆက်ဆုံးနေရာတွေကြီးပဲဒါကြောင့်အတွင်းသတင်းပေးတဲ့သူရှိလိမ့်မယ်ဆိုပြီးတော့ကောလာဟာလာတွေတော့ပြောနေကြတာပဲသူ့ကိုလည်းစစ်ကောင်စီကိုသတင်းပေးတဲ့လူလို့ထင်ပြီးတော့ဖမ်းသွားတယ်လို့ကြားတယ်လို့ဒေသခံအမျိုးသမီးတူကပြောပြထားပါတယ်အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဖတ်မှန်သိရှိနိုင်ဖို့အတွက်ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်ကုတ်ခိုင်မျိုးဟာ1027စစ်စင်ရေးပထမပိုင်းမှာ TNL နဲ့ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ TNL ထိန်းချုပ်ထားတဲ့မြို့တစ်မြို့ဖြစ်တယ်လို့သိရပါတယ်ဩဂတ်စ်လ9ရက်နေ့မှာကုတ်ခိုင်မျိုးမှဈေးကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်စိုင်းငန်းပေါင်း400ကျော်မီးလောင်ပျက်စီးခဲ့ရ ပြီးတော့လူနေအိမ်များလည်းထိခိုက်ပျက်စီးကလူသေဆုံးမှုများလည်းရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်ဂျိုးပင်ကောင်းမြို့နယ်ကြေးရကြေးချောင်းဖျားအနီးကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြစ်ခတ်တိုက်ခိုက်ရာစစ်သားနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ17ရက်မနက်8:30မိနစ်အချိန်ဂျိုးပင်ကောင်းမြို့နယ်အေးရွာလေးအနီး ရန်အောင်မြေဖျားမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကြေးရကြေးချောင်းဖျားဘက်ကိုစစ်ကြောင်းထိုးလာကြောင်းတရေရရှိတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့များက40မမနဲ့လက်နက်ငယ်များနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ရန်အောင်မြေကြစွာဖျားကနေတက်လာတာကြစွာဖျားမှာကစစ်သားအင်အား90ကျော်ပဲထပ်ရောက်လာတာက15ရောက်ရှိတယ်။ပြူစောထင်းအပါဆိုရင်အင်အားက100ဝန်းကျင်ရှိမယ်။ တိုက်ပွဲဖြစ်ပြီးတော့အဲ့ဒီရန်အောင်မြင်ကြစွာဖះကိုပြန်ဆုတ်သွားတာပါဒဏ်ရာရတဲ့နှစ်ယောက်ကိုတော့ဂျိုးပင်ကောင်မြို့နယ်ဆေးရုံကိုတဲဆောင်သွားတယ်လို့ကြားမိတယ်လို့ Black Dragon GBK PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအချက်မဲ့စစ်ကောင်စီတပ်သား၂ဦးအပြင်းထန်ဒဏ်ရာရရှိကရန်အောင်မြင်ဖះဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီးတော့ဒဏ်ရာရတဲ့စစ်သား၂ဦးကိုဂျိုးပင်ကောင်မြို့နယ်ပြည်သူ့ဆေးရုံကိုတဲဆောင်သွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုတောင်ပိုင်းတိုင်းစစ်ဒေသအမတ်နဲ့စစ်ဒေသခွဲကာယောက်လေးခရံတရဲအမတ်383နဲ့တပ်ခွဲ6 Black Dragon GBK PDF တပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ ကျေးဇူးကာကွယ်တပ်ဖွဲ့ဝင်များအထူးကမရှိဘဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမြောင်းမြမြို့နယ်မှာရှိတဲ့ကျေးရွာတချို့မှာစစ်မှုထမ်းရန်အတွက်ရွေးချယ်ခံရသူများဟာစစ်မှုမထမ်းဆောင်လိုပါကလူစားထိုးပေးရန်အတွက်အုပ်ချုပ်ရေးမှူးများကစီစဉ်ပေးရမှာငွေကျပ်300အထိကိုတောင်းယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မြောင်းမြမြို့နယ်လင်းတိုင်းကံပလာကျေးရွာအုပ်စုမှာစစ်မှုထမ်းရန်အတွက်လိုက်မဲ့သူမရှိတဲ့အတွက်အုပ်ချုပ်ရေးမှုကစီစဉ်ပေးတဲ့သူကိုစစ်တင်တန်းလွှတ်ရန်အတွက်ကျေးရွာ၄ရွာကငွေကျပ်သိန်းနဲ့အားစုပေါင်းပြီးတော့ပေးရမှာဖြစ်တယ်လို့သိရပါဗါးအုပ်ချုပ်ရေးမှုရွှေလင်းကသူ့ကျေးရွာအုပ်စုတွေကရွာ၄ရွာမှာစစ်မှုထမ်းဥပဒေအရအသက်မီတဲ့သူတွေအကုန်လုံးယောက်ျားလေးတစ်ယောက်ကိုတသိန်းလုံးပေးရမယ်ဩဂတ်စ်လ12ရက်နေ့ကိုတိန်းနေရအရပေးရမယ်လို့ရိုင်မိုးတွေကနေတစ်ဆင့်အကြောင်းကြားထားတယ်လို့ဒေသခံတအုပ်ကပြောကြားထားပါဗျ စစ်မှုတန်းဥပဒေမစတင်ခင်မှာတင်နှန်းဆင်းပြီးတဲ့အချိန်မှာမိမိတို့ဒေသမှသာလုံခြုံရေးတာဝန်များကိုထမ်းဆောင်ရမယ်ဆိုတော့လေလက်တွေမှာတော့ရှေ့တန်းများကိုဆေးလွတ်နေတဲ့အတွက်မိဘတွေကစိတ်ပူပြီးတော့အခုလိုမျိုးငွေပေးကလူသားထုံးရန်အုပ်ချုပ်ရေးမှုများကစီစဉ်ပေးနေခြင်းဖြစ်တယ်လို့သိရပါတယ်။2024ခုနှစ်အေပီလကလည်းအရာတော်မှာတော်လိုင်းတပ်ဖွဲ့များကကယ်ဆယ်ခဲ့တဲ့စစ်တင်နှန်းသားအစ်စ်များတဲ့မှာ AFD တိုင်းနဲ့ရန်ကုန်တိုင်းကအများဆုံးဖြစ်ကြောင်းသိရပြီးတော့မတရားဖမ်းဆီးခံရတဲ့သူတွေဖြစ်တယ်လို့လွတ်မြောက်လာသူများရဲ့ပြောပြချက်အရသိရကြောင်း တင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရေနိုင်ငံရေးတရေများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်း